အားလုံးဝါနာရှင်ကျောင်းများအလုံးပဲမင်္ဂလာပါကျွန်တော်ကတပွဲကဇင်မင်းပါဆိုတော့ပရီးမီးယားလိပွဲစဉ်၁၄မှာတော့ဒါလက်ကျန်ပွဲကတပွဲပဲရှိတော့တယ်ကျန်တဲ့ပွဲစဉ်တွေအကုန်လုံးကစားပြီးသွားပြီပရီးမီးယားလိပွဲစဉ်၁၄ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဝါဆန်အသင်းတို့ကစားမယ်ပွဲစဉ်တပွဲပဲကြီးတော့တယ်ဗောလေကျန်တဲ့ပွဲစဉ်တွေအကုန်လုံးကကစားပြီးသွားပြီအဲ့လိုမျိုးပွဲစဉ်၁၄မှာဒီတပွဲပဲကျန်နေတဲ့အချိန်မှာဒါအသင်းကြီးတွေဖြစ်ကြတဲ့ဒါမန်ချက်စတာစီးတီးတို့အာဆင်နယ်တို့ကနိုင်ပွဲရခဲ့ပြီးတော့ Chelsea, Liverpool တို့ဒါပြီးလို့ရှိရင် Tottenham Hotspur အသင်းတွေအကုန်လုံးကနိုင်ပွဲပျောက်ခဲ့ကြတယ်ဒါ Premier League ပွဲစဉ်14လာပွဲစဉ်14မှာဆိုရင်ဒါအသင်းကြီးအများစုနိုင်ပွဲပျောက်ခဲ့တယ်လို့ပြောရမှာပေါ့လေဆိုတော့ဒီလိုမျိုးအနေအထားမျိုးမှာ Manchester United အသင်းအနေနဲ့ကသူတို့ရဲ့ Old Trafford မှာဒါလက်ရှိမှာအခြေအနေမကောင်းပါဘူးဆိုတဲ့ Watson အသင်းကိုဧည့်ခံပြီးကစားရမှာဒါကသူတို့အတွက်အခွင့်အရေးတည့်ရဖြစ်လာနိုင်တယ်လို့တော့ကျွန်တော်မြင်တယ် အထူးသဖြင့်ဗျာဒီယာဒီမှာသူတို့တွေကဒါလာမဲယာဒီမှာချန်ပီယံလိကစားဖို့အတွက်ဆိုရင်1 2 4တွေကိုဝင်ဖို့အတွက်လိုအပ်တယ်အဲ့လိုမျိုး1 2 4တွေကိုဝင်ဖို့အတွက်ဆိုရင်ဒါသူတို့အနေနဲ့စောစောစီးစီးပေါ့လေဒါထိတ်ဆုံးထိတ်ဆုံးကအသင်းအနေနဲ့ guys အမတ်ကွာဟမှုတွေကိုအတတ်နိုင်ဆုံး short ချရမှာပေါ့လေဒီပွဲစဉ်ကသူတို့အနေနဲ့ဒါအမတ်ကွာဟမှုကို short ချဖို့အတွက်အကောင်းဆုံးအခွင့်အရေးတည်းရဲ့ဒါဖန်တီးပေးထားတယ်လို့တော့ကျွန်တော်မြင်တယ်ဒီအခွင့်အရေးကိုဒါ ရူဘင်အာမိုရင်အနေနဲ့မန်ချက်စတာယူနိုက်တက်အနေနဲ့ဘယ်လိုမျိုးအတုံးချသွားမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပါဆိုတော့လက်ရှိပရီးမီးယားလိပွဲစဉ်14အပြီးမှာဆိုရင်ဒါအာဆင်နယ်အသင်းကထိပ်ဆုံးမှာ14ပွဲကစားပြီး10ပွဲနိုင်3ပွဲတည်2ပွဲရှုံးဆိုတဲ့ကြားလနဲ့33ပွဲနဲ့ထိပ်ဆုံးမှာဥဆောင်ထားတယ်မန်ချက်စတာစီးတီးအသင်းကဒုတိယနေရာကနေပြီးတော့ပွဲစဉ်14ပြီးမှာ6ပွဲနိုင်တယ်2ပွဲတည်ကြပြီးတော့ဒါ4ပွဲရှုံးထားတယ် ဆိုတော့သူတို့က28မိနစ်ဒုတိယနေရာမှာရှိတယ်။အဆင့်3နေရာမှာဒါနောက်ပိုင်းကာလနေမှာဦးဆိုတဲ့ဒါ consistent ဖြစ်လာတဲ့ခြေစွမ်းတစ်ခုကိုပြန်ရပြီးတော့သူတို့ကအဆင့်3ထိတက်လန်းလာနိုင်တယ်။ဆိုတော့အစဉ်၃မှာဆိုရင်တို့က၁၄ပွဲကစားအပြီးမှာ၈ပွဲနိုင်တယ်၃ပွဲတည်ကြပြီးတော့၃ပွဲရှုံးထားတယ် ဆိုတော့ဒါ28မိနစ်နဲ့အဆင့်3နေရာဒီတက်လာပြီးတော့အဆင့်4နေရာမှာဆိုရင်ချယ်ဆီချယ်ဆီကတော့ဒါပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်သူတို့ကလီယူနိုက်တက်ကိုအဝေးဘက်မှာသွားကစားပြီးတော့3ဂိုး2ဂိုးဆိုတဲ့ရလနဲ့ရှုံးခဲ့တာဒါကအန်ဆိုမာရော့စကာရဲ့အတင်းအတွက်ကတော့တော်တော်လေးကိုမှစိတ်ပျက်စရာကောင်းပါတယ်အန်ဆိုမာရော့စကာအတွက်ကလည်းတော်တော်လေးကိုမှစိတ်ပျက်စရာကောင်းတယ်သူတို့ကဘယ်လိုလဲအတင်းကြီးအများစုကိုပြဿနာရှာပြီးသွားပြီဗျာဒါထိတ်ဆုံးကအာဆင်နယ်အတင်းကတော့မှသူတို့အနေနဲ့တယောက်ယောက်အနေထားနဲ့သေရီထိပါခံပြီးတော့ကန်ပြီးသွားပြီဒါဘယ်လိုပြောလဲ ဘာစလိုနာတို့ဘာတို့ကိုလည်းသူတို့အနိုင်ကန်ထားတာဆိုတော့ဒီလိုမျိုးအခြေအနေကောင်းနေတဲ့အချိန်မှာတကယ်တမ်းအသင်းကဒါပုံမှန်ခြေလွှမ်းပြန်ရလာပြီလို့သတ်မှတ်ထားတဲ့အချိန်ရောက်မှသူတို့ကအဝေးကွင်းကိုသွားပြီးလီယူနိုက်တက်ကိုအပြတ်အသတ်ရှုံးသွားတာဆိုတော့ဒါကတော့ချယ်ဆီအသင်းတို့ကတော်တော်စိတ်ပြတ်စရာကောင်းနေချယ်ဆီအသင်းကအဲ့ဒီဒါသူတို့ကအဆင့်၄နေရာမှာ9ပွဲနိုင်ဒါ3ပွဲတည်ကြပြီးတော့4ပွဲရှုံးထားတယ်24မိနစ်သူတို့ကရက်တည်နေတယ်ဒါကြမ်းတဲ့ ်အဆင့်5မှာဆိုရင်လည်းဒါ Crystal Palace အသင်က6ပွဲနိုင်5ပွဲတည်3ပွဲရှုံးထားတယ်။ပြီးရင်အဆင့်6မှာဆိုရင် Sunderland အသင်6ပွဲနိုင်5ပွဲ5ပွဲတည်ကြပြီး3ပွဲဒါရှုံးထားတယ်။ဆိုတော့ Remember အမှတ်တွေကဗျာဒါ23မဲ့24မဲ့22မဲ့ဆိုပြီးတော့အမှတ်တွေကဒါတိတ်မကွာတဲ့အနေထားပါအဲ့လိုမျိုးအနေထားမှာ Manchester United အတင်ကလက်ရှိမှာဆိုရင်တော့သူတို့ကတပွဲရော့ကစားထားတယ်တပွဲရော့ကစားထားပြီးတော့သူတို့ကအစဉ်9နေရာမှာ73ပွဲကစားအပြီး6ပွဲနိုင်3ပွဲတည်4ပွဲရှုံးနေဆိုရဲရလတ်နေဒါအမှတ်က20နဲ့တက်မှတ်ထီအောင်စုဆောင်းထားနိုင်တယ်နော်20တက်မှတ်ထီစုဆောင်းထားနိုင်တယ်ဆိုတော့သူတို့ရဲ့တက်ဆက်က20တကူရပြီးတော့ခန်းစစ်က90ပြန်ပြီးထားတယ် ါခံစစ်ကတော့နည်းနည်းလေးဆုတ်ပြတ်တယ်လို့တော့ကျွန်တော်ယူဆလို့ရတယ်။တိုးပေမဲ့ဒီကနေ့ညပွဲစဉ်မှာဒါဝက်ဆန်အသင်းကိုဒါမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့အနိုင်ရလက်တစ်ခုကိုပုံဖော်နိုင်ခဲ့မယ်ဆိုရင်သူတို့ကအဆင့်900ကိုအလိုလိုရောက်သွားမှာ။သူတို့အဆင့်900ကိုအလိုလိုလွယ်လွယ်ကူကူလေးပဲရောက်သွားမှာဗျာ။ဒီအခွင့်အရေးမျိုးကိုမန်ချက်စတာယူနိုက်တက်အသင်းနောက်ထပ်တစ်ကြိမ်ပြန်ရဖို့အတွက်ကျွန်တော်ထင်ပါတယ်ဒီလိုမျိုးအခွင့်အရေးကသူတို့နောက်ထပ်တစ်ကြိမ်ပြန်ရဖို့အတွက်လုံးဝမလွယ်တော့ဘူးလို့ကျွန်တော်မြင်တယ်။ဒီလိုမျိုးဗျာအသင်းကြီးအများစုကနိုင်ပွဲပြောင်းနေတဲ့အချိန်မှာ သူတို့အသင်းကလည်းနောက်ဆုံးမှကစားရတဲ့အနေအထားမျိုးမှာသူတို့ကအခွင့်အရေးကိုယူဖို့ပဲရှိတော့တာဗျအခွင့်အရေးကသူတို့ပေးပြီးသွားပြီဆိုတော့အဲ့အခွင့်အရေးကိုသူတို့ဘက်ကနေပြီးတော့အမေမီရေကအသုံးချဖို့ပဲလိုတော့တာဆိုတော့အခွင့်အရေးသူတို့ကနိုင်သွားပြီဆိုရင်ဒါအဆင့်9နေရာမှာသူတို့အနေနဲ့က24မိနစ်ရက်တည်နိုင်မယ် အဲအစင်လေးမြန်ကဒါ Chelsea အသင်းနဲ့ရမှတ်တူပြီးဂိုးကွာချချကြောင်းသူတို့အနေနဲ့ကဒါဘယ်လိုပြောမလဲဒါအစင်9နေရာမှာရှိထားမယ်ဆိုတော့ဒါကသူတို့လာမယ့်ရာသီအတွက် Champion League မျော်လင့်ချက်အတွက်အကောင်းမွန်ဆုံးအနေထားတစ်ခုကိုပြန်ရောက်သွားမှာဆိုတော့ Ruben Amorim အတွက်ကလည်းတော်တော်လေးကမှ pressure ကျသွားမယ်ဘယ်လိုပြောမလဲလက်ရှိအချိန်မှာလဘာဘူးတို့ဒါ Chelsea တို့အဲပြီး Tottenham Hotspur တို့ကရုန်းကန်နေရတဲ့အချိန်မှာ မန်ချက်စတာယူနိုက်တက်ကအမှန်တိုင်းပြောရင်သူတို့ကပွဲလေးနည်းနည်းချောင်းနေတာအဲ့လိုမျိုးအနေထားမှာသူတို့ကရမှတ်လေးတွေရနိုင်တဲ့လောက်ကိုစူဆောင်းထားမယ်ဆိုရင်တော့လာမယ့်ရာသီမှာမန်ချက်စတာယူနိုက်တက်အသင်းအတော်ကတော့တေချာပေါ့ချန်ပီယံလိတက်နေရကိုတော့သူတို့ဝင်ခွင့်ရမယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့သူတို့နိုင်တဲ့ပွဲစဉ်ကိုတော့အနိုင်ကစားဖို့အတွက်လိုအပ်တယ် ဒါကြောင့်မလို့ဒီညကစားမယ်ပေါ့လေတော့ဝက်ဆန်အသင်းရဲ့ပွဲစဉ်မှာရူဝင်အာမိုရီအနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုဘလောက်ထိအောင်သူပြုပြင်ပေးသွားနိုင်မလဲမန်ချက်စတာယူနိုက်တက်အသင်းကိုသူဘလောက်ထိအောင်ဆွဲတင်ပေးနိုင်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်သွားရမှာပေါ့လေဆိုတော့ကျွန်တော်ကိုယ်တိုင်ကရောဒီညပွဲစဉ်ကိုဒါဘယ်လိုမြင်ကြလဲဒါဝက်ဆန်အသင်းရဲ့ပွဲစဉ်ကိုဘယ်လိုရလဒ်တွေထွက်ပေါ်လာမလဲလို့ထင်ကြတယ်ယူနိုက်တက်အသင်းကရောတကယ်တမ်းအဲ့ဒီအခွင့်အရေးကိုအသုံးချပြီးတော့အဆင့်၅အတွင်းကိုဝင်သွားမယ်လို့မြင်လာဘယ်လိုမြင်ရလဲတစ်ချက်လောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း line subscribe လေးလုပ်ပေးကြပါအောင်ကြပြေးစင်းများကြီးတင်ပါ